မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဖောင်းပြေမြို့နယ်အင်းဝိုင်းရွာကိုဝင်ရောက်စီးနေကရွာသားတွေကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကိုကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့ညနေ9:00နာရီဝန်းကျင်ကအင်းဝိုင်းရွာတော်ဝိုက်မှာရှိနေတဲ့စစ်ကောင်စီအင်အား150ခန်းရှိတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားကည9နာရီဝန်းကျင်မှာလေကြောင်းပစ်ကူနဲ့တတ်ဆုတ်သွားတယ်လို့သိရပါဗါတယ်။ဒေတာတွေကတော့အတိအကျမသိနိုင်သေးဘူး။ကျွန်တော်တို့ကတော့သူတို့ရဲ့ချင်းချငါးချင်းကိုရတာတယ်။သူတို့ပစ္စည်းတွေရတာနဲ့ခန့်မှန်းကြည့်ရရင်မသေးဘူးဆိုရင်တော့မှ10ယောက်ကျော်ကတော့အနည်းဆုံးပဲလို့ဖောင်းပြင်ဒေတာကာကွယ်ရေးရဲဘော်တို့ကပြောပြထားပါဗါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအသုံးပြုတဲ့ဒလတ်6ခုပါတဲ့ drone တစ်စင်း RPG ဘုံဒီ၄လုံး၊အီနာဂါဘုံဒီ၂လုံး၊60မမဘုံဒီ၂လုံး၊ရှေ့ထွက်မိုင်း၂လုံး၊နင်းမိုင်း၆လုံး ကြည်စံအများပြားကြည်ပေါက်၄ခုစကားပြောဆက်နှလုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့ဆိုပါရတယ်။တိုက်ခိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ18ရက်နေ့မနက်9:00နာရီဝန်းကျင်မှာအင်းဝိုင်းရွာကိုရုတ်တရက်ဝင်ရောက်စီးနှင်းခဲ့ပြီးတဲ့နောက်အသက်73နှစ်အရွယ်ကလင်းငယ်တအူးအမျိုးသား2ဦးအမျိုးသမီး3ဦးတို့ကိုတပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီးတော့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအင်းဝိုင်းရွာကနေဆုတ်သွားတာလို့သိရပါရတယ်။ ဖောင်းပြင်းမျိုးနယ်မှာစစ်ကောင်စီရဲ့ပြူစောထီစခန်းတွေဇက်တိုက်ဆိုးသလိုတိုက်ခိုက်သိမ်းပိုက်ခံနေရပြီးတော့မေလာ၁၇ရက်နေ့ကလည်းဆယ်ချောင်းဟာပါစိတ်စားညောင်ကုန်းစတဲ့ကျေးရွာတွေကပြူစောထီစခန်း၄ခုကိုကာကွယ်တပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့မှာရှိတဲ့ကြီခါမြို့ကိုချင်းပူပေါင်းတပ်များကသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချင်းလန့်အစိုးရကာကွယ်ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ချင်းပူပေါင်းတပ် CNA CDFS ကချင်းပြည်နယ်ကြည်ခါမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတိမ့်ပိုက်ရရှိသွားပြီဖြစ်ကြောင်းကို CNA နဲ့နှိစက်တဲ့စီရေးသတင်းအမြင့်တဦးကဒီကနေ့မေလ19ရက်နေ့နေကင်းပိုင်းမှာလူမှုကွန်ရက်မှာရေးသားထားတာကိုတွေ့ရပါတယ်။ကြည်ခါမြို့ရရှိတာဟာမှန်ကန်ကြောင်းတခြားစီရေးသတင်းအမြင့်တဦးကလည်းအတည်ပြုထားတယ်လို့သိရပါတယ်။ကြည်ခါမြို့ဟာဖလန်းခရိုင်တွန်းဆန်မြို့နယ်မှာပါဝင်တဲ့မြို့နယ်ခွဲဖြစ်တယ်လို့သိရပါတယ်။2014ခုနှစ်သကောင်စရဲအရာမြို့ပေါ်မှာလူဦးရေ 1450ဦးကျေးလက်မှာ9806ဦးစုစုပေါင်းမြို့နယ်ခွဲအတွင်းမှာတောင်းတထောင်ကျော်နေထိုင်တယ်လို့သိရပါတယ်။တောင်ဘက်မှာတွန်းဆန်မြို့နယ်တီးဒိန်မြို့အရှိတ်ဘက်မှာခန်းပတ်မြို့အနောက်ဘက်နဲ့မြောက်ဘက်မှာအိန္ဒိယနိုင်ငံတို့တည်ရှိပြီးတော့နေဆက်မြို့ဖြစ်တယ်လို့သိရပါတယ်။ချင်းပူပေါင်းတပ်များဟာတွန်းဆန်မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေရာမေလ19ရက်နေ့မနက်ပိုင်းမှာတွန်းဆန်မြို့မှာရှိတဲ့ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်စခန်းအတွင်းပိုင်းနဲ့အထီးကိုပါထိုးဖောက်ဝင်ရောက်ပြီးတော့ဒီကနေ့နေကင်းပိုင်းမှာတိုက်ခိုက်နေကြောင်း ဒေတာတွင်သတင်းဌာနဖြစ်တဲ့ The Chin Journal ကဖော်ပြထားပါတယ်ဒီနေ့မနက်6:40ခန်းမှာတွန်းဆန်စစ်ကောင်စီရဲစခန်းကိုကျွန်တော်တို့ဘက်ကသိမ်းပိုက်လိုက်ပါပြီစစ်ကောင်စီတပ်စခန်းကိုလည်းအတွင်းပိုင်းနဲ့အထီးကိုကျွန်တော်တို့တပ်တွေဝင်ရောက်နိုင်ခဲ့ပြီးတော့အခုကျွန်တော်တို့စကားပြောနေတုန်းမှာပဲအဲ့ဒီတပ်စခန်းကိုပါကျွန်တော်တို့ဘက်ကသိမ်းပိုက်နိုင်မဲ့အခြေအနေရှိတယ်လို့ CDF War Program စစ်ဦးစီးချုပ်ဦးပွေးတဲကမေလ19ရက်နေ့မနက်ပိုင်း9:00ခန်းမှာပြုလုပ်ခဲ့တဲ့ CDF KKG Supporting Team of North America ရဲ့ Online Fundraising အစီအစဉ်ကနေတဆင့် အတိပေးခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအခုညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုံတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်းသုံးနယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်း၈ခုကိုမေလ၁၈ရက်နေ့မှာသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KIA အမှတ်၃တပ်ရင်းစစ်တုံးနယ်မြေအတွင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကစူးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခမရ၃နှစ်တက်ရဲ့အဓိက point ကို ဝါလာဘုံတပ်စခန်းအောင်မြေတက်အောင်မြေနဲ့မှာရှိတဲ့စစ်စခန်းများအပါအဝင်တပ်စခန်း၈ခုကိုရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်မှာစစ်ကောင်စီဘက်ကတိုက်လေရင်နဲ့အဓိကအုံပြုတ်ပြီးတော့ခုခံတိုက်ခတ်ခဲ့ပြီးလက်နက်ကြီးများနဲ့လည်းပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဟာအောင်မြေတက်အောင်မြေနဲ့ကျေးရွာတွေမှာရှိတဲ့ဈေးဆိုင်များကိုမိရှုဖျက်ဆီးခဲ့ကြောင်း KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ KIA အနေနဲ့ဒီကနေ့မနက်မှာလည်း ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိရာဝိုင်းမော်မြို့နယ် point 1133ညအမြောက်တပ်တွဲထားတဲ့စခန်းကြီးတစ်ခုကိုမေလ19ရက်နေ့မနက်7:00နာရီကမှသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရေးသတင်းအရင်းမြစ်ကအတည်ပြုထားပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာလက်နက်ခဲယမ်းများကိုရရှိခဲ့တယ်လို့လည်းဆိုပါတယ်ဒါ့အပြင်ဂါရာရန်ရွာအောက်နားမှာရှိတဲ့ လုံဆက်ကောင်စခန်းကို KIA ကဒီကနေ့မနက်6နာရီမှာတင်ပိုက်နိုင်ခဲ့ကြောင်းစီရေးသတင်းအရင်းမြစ်ကဖော်ပြထားပါတယ်။ KIA ကမန်စီနဲ့မိုးမောင်မြို့ကိုလည်းမေလ9ရက်နေ့ကတည်းကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုလှုံ့ဆော်လျက်ရှိပြီးဒီကနေ့အထိကိုစီရေးတင်းမာနေကြောင်း KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ မန်စီနဲ့မုံမောက်မြို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလူထုတွေရဲ့နေအိမ်ယာနဲ့ခြေပြီးတော့ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။မေလ16ရက်နေ့ကလည်းစစ်ကောင်စီရဲ့လက်ချက်ကြောင့်မုံမောက်စီပင်သားရဲစီးမီးလောင်ခဲ့ရပြီးတော့ပြည်သူလူထုရဲ့နေအိမ်များလည်းပျက်စီးခဲ့တယ်လို့အသိပေးထားပါတယ်။မုံမောက်မှာစစ်ကောင်စီရဲ့တရဲတစ်ခုမန်စီမှာစစ်ကောင်စီရဲ့တရဲနှစ်ခုတို့သာကြံပြီးအဲ့ဒီတပ်စခန်းများကိုတင်ပိုက်နိုင်မှာကမိုးမောက်နဲ့မန်စီမြို့နယ်တစ်ခုလုံးကို KIA ကအပိသက်ထိန်းချုပ်နိုင်တော့မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့ရှမ်းပြည်တွင်းမှာစစ်တင်တန်းပေးနေတဲ့တင်တန်းသားစစ်မှုထမ်းတွေဟာရက်ရွာတွင်းမှာအလုတ်ကင်မဲ့စီးသမားနဲ့တခိုးတွေသာအများဆုံးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကစစ်အခြေခံတင်တန်းကိုရှမ်းပြည်နယ်အနှံ့ပြားမှာဖွင့်လှစ်နေရာမြို့ပေါ်နဲ့ကြေးရွာတွေကအင်ဂျီယာမဲ့နဲ့စီးသမားတွေနဲ့တခိုးတွေကိုအများဆုံးခေါ်ယူနေပြီးတော့စစ်တင်တန်းပေးနေတယ်လို့သိရပါဗျ။ရှမ်းတောင်ဘောဆိုင်မြို့ကဒေသခံတအူကပြီးခဲ့တဲ့ရက်ကလူတွေလာခေါ်သွားတာ အင်ဂျီယာမဲ့လမ်းစုံလမ်းဝနဲ့ဇေယျပြက်တွေမှာနေထိုင်နေတဲ့မူရည်စေဝါတုံးဖို့အတွက်ရက်ွက်တကလှဲ့လဲပြီးတော့ခိုးနေတဲ့သခိုးတွေပါသွားတယ်လို့ပြောဆိုခဲ့ပါဗါးစစ်ကောင်စီကစစ်တင်တန်းကိုအခြေခံရက်15ရက်နဲ့နောက်ထပ်30ရက်စုစုပေါင်း45ရက်တင် जा ပေးပြီးတော့တိုက်ပွဲအတွင်းကိုဆေလွတ်နေတာဖြစ်တယ်လို့သိရပါဗါးတနန်းတက်ဖို့အတွက်မြို့တိုင်းလူလူကတအိမ်တောင်ကိုငွေကျပ်2000အပြင်တီးခြားငွေစုဆောင်းပေးနေရတာရှိပြီးတင်တန်းမသွားခြင်းနဲ့သူတွေအနေနဲ့ငွေကျပ်3000နဲ့အထက်ပေးနေရတယ်လို့သိရပါဗါးရွာမှာဘာမှတုံးဆလို့မရတဲ့စေးသမား ငွေပေးပြီးတော့တက်ခိုင်းရတာသူတို့အနေနဲ့ကလည်းငွေလဲရဆေးလဲပြတ်ဖြစ်တော့အကောင်းဆုံးပဲပေါ့ဒါပေမဲ့ရှေ့တန်းမှာကဆေးလဲအလွယ်တကူရနေတော့လိုက်သွားတဲ့သူတွေလည်းရှိတယ်လို့တင်တန်းပို့ခံရတဲ့မိသားစုဝင်တအုပ်ကပြောပါတယ်စစ်ကောင်စီဟာရှေ့တန်းမှာကြဆုံထွက်ပြေးတော်လိုင်းတက်ဖွဲ့တွေစီကိုလက်နက်ချတဲ့တပ်သားတွေများပြားလာတာနဲ့အမျှမြန်မာနိုင်ငံအနှံ့ပြားမှာမရရတဲ့နီးနဲ့စစ်သားတပ်တွေကိုစုဆောင်းနေတာဖြစ်ပြီးတော့စစ်မှုထမ်းဖို့အတွက်မြို့ရွာတွေမှာနီလန်းမျိုးစုံကိုတုံးပြီးတော့ငွေကြေးကောက်ခံနေတာမျိုးလည်းရှိတယ်လို့သိရပါတယ်စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ဥပဒေနဲ့မညီပဲအတင်းအဓမ္မဖန်းစည်းကစုဆောင်းထားတဲ့သူတွေနဲ့တွေ့ခဲ့ရာအတင်းအိမ်မော်ကိုတတ်ဆွဲပြီးတော့ရလာတဲ့သူတွေကိုရှမ်းပြည်နယ်အရှိပိုင်းမှာတော့ကျိုင်းတုံရှမ်းတောင်မှာကျိုင်းတောင်ဟိုပုံရက်ဆောင်မျိုးတွေကစစ်တင်တန်းအကြောင်းတွေမှာစစ်တင်တန်းတွေကိုပို့ချနေတာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်ကြောင့် ကလင်းငယ်တအူးနဲ့ပြည်သူတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များမိလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့မနက်7:15မိနစ်ခန့်မှာအကြံပတ်စစ်ကောင်စီရဲ့ခမရကိုတက်ရင်တက်ဆက်ခန်းကဝီယော်တိုက်နယ်မှာရှိတဲ့ခြေရွာများကိုလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့ရာ သုံးအိမ်စုရွာမှာကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အသက်15နှစ်အရွယ်နော်မြာထူးလက်နက်ကြီးကြီးစားထိမှန်ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ9နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ314တပ်ရင်းတပ်စခန်းကလက်နက်ကြီး6လုံးနဲ့ထပ်မံပစ်ခတ်ခဲ့ရာရွှေရောင်ပြရွာနဲ့အဝန်းကြီးရွာကြား Rubber Chan အတွင်းကိုလက်နက်ကြီး၄လုံးကြက်ရောက်ပောက်ခွဲပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မေလ16ရက်နေ့ည9:15မိနစ်ခန့်ကလေအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ6တပ်ကဝီယော်တိုက်နယ်မှာရှိတဲ့ ကျေးရွာများကိုလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ခဲ့ရာထုံးဘူကြီးရွာအထက်ဘက်မှာရှိတဲ့ရာဘာချန်အတွင်းကိုလက်နက်ကြီး၄လုံးကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဝင်းပရွာကြီးမှနေတဲ့အသက်၄၀အရွယ်စောဝဲမြင့်လက်နက်ကြီးကြီးစားထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့မနက်7:50မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရကိုတက်ရင်ကလက်နက်ကြီးနှလုံးမွန်လွယ်7:73မိနစ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အမတ်3:14တက်ရင်ကလက်နက်ကြီး3လုံးထပ်မံပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ